အသေးစားရှင်တိုင်းမှုဖြစ်ခဲ့တဲ့ Starry Kiss အဖွဲ့ဝင် Phyllis ဖြစ်ခဲ့တဲ့ရက်က JYP Entertainment ရဲ့ဂျော်ညာချက်တီမှာ Phyllis က February 25ရက်နေ့ကအစီအစဉ်တစ်ခုပြီးဆုံးသွားပြီးတော့အိမ်ကိုပြန်လာတဲ့အချိန်မှာရှင်တိုင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်ကားရနာရဲ့နေရနာမှာ ဖြည်းဖြည်းလေးရွှေ့နေတဲ့အချိန်အတွင်းဒီဆွေးနေတဲ့ bus ကားတစ်စီးကလူလိုက်ပါလာတဲ့ကားရဲ့ဘေဘက်အချမ်းနဲ့တိုက်မိလိုက်ပြီးတော့မတော်တဆမှုဖြစ်ပွားခဲ့ရလို့သိရပါတယ် မတော်တဆတိုင်းမိမှုမှာတည်တည်ဖွဲ့ဖွဲ့ဖြစ်ပေမဲ့လည်း ရုတ်တရက်ရွေရှာမှုကြောင့် Phyllis ကသူ့ရဲ့လက်မကိုထိမိပြီးတော့အယိုးချိုးသွားခဲ့လို့ဖော်ပြထားပါတယ်။မတော်တဆမှုဖြစ်ပြီးရနောက် Phyllis ကိုတည်တည်ကြကြဆစ်ဆေးဖို့ဈေးရုံကိုချက်ချင်းပို့ဆောင်ခဲ့ပြီးတော့အနားယူဖို့နဲ့ကုသမှုခံယူဖို့လိုအပ်ကြောင်းဆရာဝန်ကြီးအကြံပြုထားပြီးတော့လက်ရှိမှာပြောင်းလဲကောင်းမွန်လာစေဖို့အာယုံဆိုင်လှုပ်ဆောင်နေရလို့သိရပါတယ်။နောက်ထပ်လဲ February 16ရက်နေ့မှာပြုလုပ်မဲ့ Strategic Fit Fan Meeting SKZ Fight or Cloud မှာပါဝင်နိုင်မှာမဟုတ် ော့ပါဦးအဓိကအနေနဲ့ကတော့ Phyllis ရဲ့ဂျမ်းမာရီကိုပြန်လဲကောင်းမွန်လာဖို့ဦးစားပေးပြီးတော့ကုမ္ပဏီကနေပြီးတော့ပြေဝပံ့ပိုးပေးမယ်လို့ပရိသတ်တွေကိုအာမခံထားပြီးတော့ဂတိပေးဖို့ပြထားတာပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက် အားလုံးကျေးဇူးတင်ပါတယ်ရှင်